။ဒါမဲ့ဂျာပြက်ရွေးကောက်ပွဲမှာအနိုင်ရရှိအောင်ကြိုးပမ်းပေးကြဖို့ဒီကနေ့ရန်ကုန်တိုင်းဒေသကြီး NLD လွှတ်တော်ကိုယ်စားလှယ်နဲ့တွေ့ဆုံပွဲမှာတိုက်တွန်းခဲ့တယ်လို့ပါတီဘိုအလို့မှုဆောင်ဝင်းထင်ကပြောပါရယ်။ဒါပြင်လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ပြည်သူစိတ်ပြတ်မဲ့အပြုမှုတွေမလုပ်ကြဘူးနဲ့စီကံထိန်းသိမ်းကြဖို့ကိုလည်းဝင်းထင်ကပြောပါရယ်။ဒီကနေ့တွေ့ဆုံပွဲကိုရွှေကုန်တိုင်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ရုံးချုပ်မှပြုလုပ်ခဲ့ရတယ်လို့ဖြစ်ပါရယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လွှတ်တော်အလိုက်တင်သွင်းတဲ့အဆိုတွေကိုခွဲခြားသိဖို့နဲ့ဥပမာတွေပေးကရှင်းပြခဲ့တယ်လို့ဦးဝင်းထင်ကပြောပြပါဗျ။သူပြရစီကံပေါ့။ဒီပြည်သူပြည်သူကိုပမာစိတ်ပြတ်သွားမယ်အခုလည်းမလုပ်ကြဘူး။ဥပမာတွေပေးသွားတာ။ဒါပေမဲ့ဘယ်အကုန်ကမအကုန်ငယ်အောင်စူးစမ်းရမယ်။ဒါပေမဲ့ဒီပြည်ကတော့ပြောလိုက်တယ်သိသိမပြောဘူး။ ဒီနေ့တွေ့ဆုံပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဖော်လုံးမှုဆောင်အဖွဲ့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့နဲ့အတူရန်ကုန်တိုင်းဒေသကြီး NLD လွတ်တော်ကိုယ်စားလှယ်60ကျော်တက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ